ဒီကအပျော်ပဲကောင်းတယ်เนาะဘာလို့မျက်ရည်နဲ့ရိုက်တယ်ဆိုတဲ့အကြောင်းလေးကျွန်တော်ရှင်းပြမယ်1.7 million ဘတ်လောက်ရှိတယ်ဒီအလဲက infotainment screen ကကျွန်တော်ကအများသောအားဖြင့်4000နေပဲမြင်မှုနေကြတော့သူကအဝိုင်းလုပ်နေတာမကြိုက်တာတကူကဘာလဲဆိုတော့ခုံရွှေ့တဲ့ခလုတ်ကဘေးနားမှာလေးပေါ်မှာဒီလိုမျိုးကြီးဝဲပေးတာလားเนาะဒီကားတော့နှစ်ယောက်ပဲစီးလို့ရမှာရောက်ကမနဲ့မတည့်တဲ့လူတွေပါတယ်ဆိုရင်ဒီကားစီးเนาะရောက်ကမတင်ခေါ်ပါစီးရမှာဒီကားမှာတကယ်လုံးဝမကြိုက်တဲ့တစ်ချက်တော့ရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီမီလုံးပဲဘောင်းမွေတန်းမွေမီလုံးဖြစ်သွားပြီ အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့မြင်းရီနဲ့ရဲရတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အခုဘေးမှာမြင်ရတဲ့ကားလေးက Mini Cooper SCO မှာ Pure Electric ရုပ်ပြောင်းဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်နှစ်လောက်ကကျွန်တော်အဲဒီကားလေးတစ်စီးကျွန်တော်ရိုက်ဖူးတယ်ကျွန်တော်အဲ့တုန်းကကျွန်တော်သမုတ်ခဲ့တာပေါ့နော်လုံးဝမတန်တဲ့ကားဈေးနှုန်းတင်မလားဈေးအကြီးဆုံးကားအသေးဆုံး battery capacity လည်းအသေးဆုံးဆိုပြီးတော့ကျွန်တော် blend ခဲ့တာတွေအကုန်လုံးကိုသွားပြန်ပြုပြင်လိုက်ပြီးတော့ all new အနေနဲ့ပြန်ပြီးထွက်လာတာ ဒီကားရဲ့ specification ကိုကျွန်တော်အကြမ်းပြပြောရမယ်ဆိုလို့ရှိရင် motor capacity က160 kW ရှိသွားပြီ battery capacity က54 kWh ပါသွားပြီသူရဲ့ torque က320 Nm ရှိအဲ့တော့ဒီ video ကတော့နည်းနည်းလေးကျွန်တော်ထူးကြတယ်ကျွန်တော်ဒီကားကိုမရိုက်ခင်မှာ test ride အရင်လေးမောင်းခွင့်ရခဲ့တယ်ကျွန်တော် test ride အရင်သွားမောင်းခဲ့တယ်သူရဲ့အထက်က feature တွေကဟိုဘယ်လိုပြောရမလဲလိုရာထက်ပို့ပြီးတော့တော့သူကပေးထားတယ်ညာသီလားလိုရာထက်ပို့ပြီးပေးထားတယ်ဆိုတာဘယ်လိုပြောရမလဲဆိုတော့မုတ်တစ်ခုခြေစီမှာ drive mode ပေါ့နော် drive mode တစ်ခုရဲစီမှာ ပေးရတဲ့ feature တွေရှိတယ် ပြတ်သူရဲ့ငကိုဟိုးရင်တော့မီနီရဲ့မီနီမိုင်နာရဲ့ feeling တွေကိုပါပြန်ပေးတဲ့ drive mode တွေပါပါအဲ့ဒါလေးကတော်တော်လေးကော်တယ်မောင်းလို့ရှိရင်တို့ဟိုမီနီမိုင်နာရင်တော့ကကကအဲ့ feeling တွေပါထည့်ပြပြီးရင် brake shoe အတန်တွေအစားထည့်ပြဟာအဲ့ဒါလေးကတော်တော်လေးကိုကျန်းတယ်ပြီးတော့ဒီ UI ပေါ့နော် UI တွေကိုလည်းဥမာထားပါ eco mode မှာဆိုလို့ရှိရင်အဲတမျိုး eco mode ကိုမှတစ်ခါ liver sound နင်းလိုက်လို့ရှိရင်ထားပါတော့ဗျာဥမာ power ညာညာပူကျွေးလိုက်တယ်ဆိုလို့ရှိရင်လုံးဝကြားပုံပြောင်းသွားအာ ဲ့လိုမျိုးတွေပါပါတယ်ဆိုတော့ဒီကားလေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒီဘုမာလည်းလူတော်တော်များများစိတ်ဝင်စားတဲ့ကားလေးလို့ပြောရလဲမမှားဘူးဒါပေမဲ့ဘယ်လိုပြောရမလဲဒီကားအပျော်ပဲကောင်းတယ်เนาะဘာလို့မျက်ရည်နဲ့ရိုက်တယ်ဆိုတဲ့အကြောင်းလေးကျွန်တော်ရှင်းပြမယ်1.7 million ဘတ်လောက်ရှိတယ်မြန်မာငွေနဲ့တွက်မယ်ဆိုရင်3200ဝန်းကျင်လောက်ရှိတာဖြစ်တဲ့အတွက် ရွေးချယ်စရာတကယ်တမ်းအများကြီးပဲเนาะ1.7 million ဘတ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းဒီဝင်းထဲမှာရွေးချယ်စရာကားတွေအများကြီးပဲဒါပေမဲ့ကျွန်တော်ကိုနိုင်ကိုအားကိုယောဂါတွေတက်ပြီးတော့ဒီကားကိုလာလာကြည့်မိနေတာပေါ့เนาะအဲအကြောင်းမို့လို့အမျက်ရည်နဲ့ရိုက်တယ်လို့ကျွန်တော်ကပြောတာဒီကားတစ်စီးရဲ့ရုပ်ပြောင်းတာမဟုတ်ဘူး Countryman နဲ့ရုပ်ပြောင်းသွားပြီ Pure EV ရှိတယ်4 row ဖြစ်တယ်เนาะဒီဇိုင်းလုံးဝချိန်သွားပြီမီလုံးဒီဇိုင်း body ဒီဇိုင်းလုံးဝချိန်သွားပြီအဲ့ဒါလေးလည်းတော်တော်လေးမိုက်ရယ်ဘလောက်မိုက်မိုက်ကျွန်တော်ကတော့ဒီ2 row ပဲကြိုက်အဲ့တော့ဒီကားရဲ့အရှိတ်ရုပ်လေးကျွန်တော်စပြော မီနီကသူ့ရဲ့ဒီရှေ့ဘောနဲ့အချိုးတွေကလုံးဝမပြောင်းတော့ဘူးမီလုံးအထားတူလည်းမပြောင်းတော့ဘူးဒါပေမဲ့အထဲကမီလုံးဒီဇိုင်းကိုပြောင်းလိုက်တယ်သူကမာမီလုံးကိုအလဲမှာ projector light အကြီးထည့်ထားတယ်ပြီးရင် data running light နှစ်လမ်းနဲ့ဒီလိုမျိုးဘဲဥပုံစံ ring ဒီလိုမျိုးပတ်ထားအဲ့ပုံစံဖြစ်သွားတယ်ဒီအရှိမလည်းရိုးရိုးရှင်းရှင်းပဲဒီရှိမတော့ဒါ sensor တစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့အကြံပြင်းယူဆရတယ် ပြီးရင်ဒီမှာသူက S တော်လေးတစ်ခုပါဒါပဲပြီးရင်ဒီအောက်မှာလည်းဒေဝင်ပေါက်လေးကတော့အထဲမှာခြေတိုင်ကြီးလေးကိုကျွန်တော်တို့ကမြင်နေရတယ်ဒီမှာအတုံး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 လေးထည့်ပြီးတာအဓိကကဗျာဒီကားရဲ့ဒီဇိုင်းကြောင့်မဟုတ်ဘဲနဲ့ဒီကားရဲ့အရောင်ကြောင့်များပို့ပြီးလူများစိတ်ဝင်စားနေလားမသိဘူးဒီကားကပေါ့နော်ဒီဇိုင်းကတော့အရင်ပြောင်းလဲရတာတော့မဟုတ်ဘူးအရောင်ကြောင့်ဒီမှာအခုမြင်တဲ့အတိုင်းပဲနောက်မှာတစ်ချိန်လုံးလူတွေလာလာကြည့်နေတာဒီကောနဲ့ရိုက်ဖို့အမနေဆောင်ပြီးရိုက်နေတာအဲ့ပြဿနာရှိဒီဘေးအရင်စကြည့်အောင် ကိုဒီရတာယာထည့်ပေးထားတယ်225 40အော်78ကိုသုံးပေးထားတယ်နော်ဒါသူဒီမှာလေဒီအလွိုင်းတွေကအမျိုးမျိုးချိန်လို့ရတယ်ကြိုက်တဲ့ဟာချိန်နော်ကြိုက်တဲ့ option နဲ့ရွေးလို့ရတယ်အဲ့ဒါလေးလည်းမိုက်တယ်ဒီကားကတော့တည်တဲ့အချိန်မှာ ground clearance ကတော့လေးလမဝင်းကျင်လောက်ပဲရှိတယ်ဒီကားတွေကနေရာတကာသွားလို့ရတဲ့ကားတွေမဟုတ်မျိုးထဲမှာအပျော်စီးရတဲ့ကားတွေအဲ့တော့တိတ်ပြီးတော့အများကြီးညော်လင်းလို့မရအော်ကျွန်တော်ခုနကမတွေ့လိုက်ဘူးကျန်အယောင်ရောက်နေတူဒီမှာရှေ့မှာတွေလည်းဆန်လာပါတယ်ဒီမှာတလုံးတွေ့တယ်ဒီမှာတလုံးတွေ့တယ်အဲ့တော့ရှေ့မှာဆန်တာလေးလုံးပါပြီ อ๋อမမြင်ရဘူးတခါတခါကြိုင်မဟုတ်ဘူးကားအရင်ကြိုင်နေရလဲပါကားကိုငန်းနေရောကြာတော့ကြံတဲ့ဟာကြီးမတွေးမိတော့โอเคကားထဲဝင်ကြည့်အောင်ကားထဲရောက်ပါပြီเนาะတကားပိတ်တဲ့အပန်းတွေပါတော့ရေးလဲလဲမာတာပေါ့ဗျာเนาะကဲကားထဲဝင်လိုက်တာနဲ့မသိလို့ရှိရင်ဒီအလဲရ infotainment screen ကြီးကကျွန်တော်ကအများသောအားဖြင့်က၄00နေပဲမြင်မှုနေကြတော့သူကအဝိုင်းလုပ်နေတာမျက်စိကမှရုပ်တရက်ကြည့်လိုက်ဟာဘယ်လိုဖြစ်လဲငါလက်ဘက်နာကြီးဒီအလဲကိုရောက်နေရလားပေါ့เนาะမဟုတ်ဘူးကျွန်တော်စီးခဲ့ဘူးပါရဲ့လို့ဆိုရဲ2000နှစ်တုန်းကလေဒီမျိုးအဝိုင်းကြီးပဲအလုံးကြီးကြီးပဲ အဲ့တော့တော့ဗျာဘယ်လိုပြောရမလဲကျွန်တော်ကျုပ် TV နဲ့တူတာပေါ့အခုကတော့ဒါ LED TV ဖြစ်သွားပြီเนาะပါပါပြပြလေးပဲဖြစ်သွားပြီအဲ့လိုမျိုးကြောင့်မျက်စိကနည်းနည်းအမြင်ပြောင်းသွားနိုင်ကြီးများဖြစ်နေရလားဆိုပြီးတော့အဲ့လိုပုံစံမျိုးလေးရတယ်အဲ့တော့ဒီမှာအများကြီးတော့ပြောရမှရှိဘူးဒါပေမဲ့ပြောရလည်းအများကြီးပဲအဲ့လိုဖြစ်နေတာဒီကတော့ဒီအရှိမှာဆိုရင် HUD display ပါတယ်အလဲမှာ speaker ပါတယ်ပြီးရင်ဒါတွေကတော့ဒီအရှိနားတွေအကုန်လုံးက hard plastic တွေဒီနေရာတွေကတော့ရှမ်ဝိုင်းလိုလို့ ဘာလိုလိုပေါ့နော်အဲ့လိုမျိုးဘာလိုလိုအသားလေးကျွန်တော်လည်းမဖြင်းပြတတ်တော့ဘူးဒီအသားကိုကြတော့အဲ့လိုမျိုးရှိတယ်ပြီးရင်ဒီကောင်အဲကွန်လေပေါက်ကဒီမှာနှစ်ပေါက်ရှိတယ်ပြီးတော့ဒီအလဲမှာတော့မရှိတော့ပျောက်ဟာဘယ်ရောက်သွားလဲပေါ့ဘယ်ဟုတ်မလဲ तू ကဒီအဲကွန်လေပေါက်ဒီနားလေးမှာအဲ့လိုမျိုးလေးကျန်းလာတော့တော်တော်လေးကျန်းတယ်ဒီကားမှာမှတကယ်ကိုအကုန်လုံးချိန်လိုက်တာပေါ့နော်ဒီစိုက်ကာပါးကြီးမှာဆိုလို့ရှိရင်စပီကာတွေနှလုံးစီထည့်ပေးထားတယ်ဒီမှာလက်ကင်တွေ build quality တွေဘာမှပြောစရာမလိုတော့အရင်တော့ဆိုလို့ရှိရင် mini က အဲဒီတကားလက်ကင်လေးဆိုဒီလိုလှုပ်ကြည့်လိုက်လို့ရှိရင်နည်းနည်းလေး click 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 အဲ့လိုမျိုးအတန်လေးရှိတယ်အခုဘာအတန်မှမရှိတော့ဘူးတော်တော်လေးကြမ်းသွားပြီမိနီကမလက်တင်နေပါလေတော်တော်တောင်းတနေနေရှိရဒါပေမဲ့မကြိုက်တာတခုကဘာလဲဆိုတော့ခုံရွှေ့တဲ့ခလုတ်ကဘေးနားမှာလေးပေါ်မှာဒီလိုမျိုးဝဲပေးထားတာဒီမှာဒီမှာဒါမျိုးလေးပေါ်မှာအဲ့လိုဝဲထားတာကျွန်တော်အဲ့ဒါကြီးပေါ့အရန်သေးရတာဟာဒီလားမတော်တဆအများဗျာတခုနဲ့ဗျာညှိပြီးတော့အပြင်ထွက်တဲ့အချိန်မှာထားပေါ်ကြောပိုးကြီးတွေဘေးလွယ်ကြီးတွေနဲ့ညှိပြီးတော့အပြင်လက်ထွက်တော့ကျွတ်စုပြီးကျိုးဝါလိုက်လို့ရှိရင်ယောဂတောက်သွားတယ် အဲ့ short လေးရှိတယ်ပြီးတော့ခုနတော့ကဒီကားကို test ride သွားလို့တော့ကိုမောင်နောက်ခန်းထဲဝင်လာအာမနေဝင်ရတိတဲ့အတိုင်းပဲကိုမောင်တို့ကျွန်တော်တို့ site တွေဆိုတာအဲ့လောက်ကြီးဟိုပေါ့ပေါ့ပါပါ site တွေမဟုတ်ဘူးအဲ့လိုမျိုးပြဿနာလေးရှိတယ်ပြီးတော့နောက်တစ်ခုဗာပြောစရာရှိလဲတော့တော့ဒီအလဲမှာခလုတ်လေးလေးခုပါဘက်အစွန်သွားကြတော့ volume ပေါ့နော် volume control ခလုတ်လေးပြီးလို့ရှိရင်ဒါ experience ဆိုတာတကယ် drive mode တွေပါ change တာ drive mode change လို့ရတယ်ပြီးလို့ရှိရင်ဒီ interior မှာ music တွေနောက်ပြီးတော့ဒါဟို energy ဘယ်လောက်သုံးမယ်မသုံးဘူးဆိုတာတွေဒါတွေအကုန်လုံးကို experience ဆိုတဲ့ခလုတ်လေးကနေပြီးတော့ change လို့ရတယ်တကယ်တော့ drive mode change တာပဲပေါ့ဗျာဒါကိုခလုတ်တီးတန်းတစ်ခုထည့်ပေးတာအဲ့ဒါလေးမိုင်အဲ့ထဲမှာမှကျွန်တော်အကြိုက်ဆုံးနှစ်ခုရှိတယ်အဲ့ဒါပါဆိုဒီ go kart ပေါ့နော် go kart ပြီးတော့ကြိုက်တဲ့ဟာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ green green ကကြတော့ဘယ်လိုလဲဆိုတော့ဒီမှာငှက်ပုံစံလေးပြသေးလားအဲ့ငှက်ကလေးကအခုဆိုလို့ရှိရင် efficient ဆိုပြီးငှက်ကရက်နေတယ်ဒီပါပါလေးပုတ်လို့ရှိရင်ငှက်ကဖြည်းဖြည်းလေးလှုပ် လုံးဝလီဘာစောင့်နေလိုက်ပြီဆိုရင်ကြားပုံပြောင်းသွားဟာဝုန်းဝုန်းတွေပြောင်းသွားဟာအဲ့ဒါလေးတော်တော်လေးမိုက်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကြိုက်တာရှိတယ်အဲ့ဒါဘာလဲဆိုတော့ timeless အဲ့ timeless ကမှလုံးဝဟိုးရင်တော့ mini miner တွေရဲ့ engine တာမှထည့်ပြီးတာအေးရောအဲ့တော့ဒီကားကလုံးဝ all new ဖြစ်သွားတယ်ဆိုတာတကယ်ကိုသူကပြုပြင်ပြောင်းလဲရေးတွေအများကြီးလုပ်နေတာကဲကဲဦးမှာ model show စတော့မယ်သွားကြည့်လိုက်အောင် ကောင်မလေးကြီးကြည့်ပြီးတဲ့နောက်မှာဒီမှာဘာဆက်ပြောပြရရှိလဲဆိုတော့ဒါ HUD display လေးလဲပါတယ်ဟုတ်တော့ဟုတ်တယ်ဗျာကားကမောင်းနေဒီအလဲကောင်လမ်းကြည့်စရာမလိုဒီကိုလမ်းကြည့်လိုက်ရင်ရအဲ့ဒါလေးတစ်ခုမိုက်တယ်နောက်တစ်ချက်ကနည်းနည်းတော့ wave band လေကန်စရာလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကားကသေးပြီး CRN ကတော်တော်ကြီးနေဒီ CRN ကဒီကားအနေထားနဲ့ဆိုတော်တော်လေးကြီးတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကန်ရတဲ့ feeling ကြီးကတော့လောကရှယ်ကြီးဘာမှပြောစရာအောင်မလို very good ပြီးရင်ဘယ်ဘက်မှာ signal ညာဘက်မှာ wiper အတွက်ပါမယ် CRM ရဲ့ဘယ်ဘက်မှာ cruise control အတွက် short တာတွေတင်းတာတွေပါတယ်ပြီးရင်ညာဘက်မှာဆိုလို့ရှိရင် voice command တွေဖုန်းခေါ်တာတွေ volume အတိုးကျယ်တွေဒါတွေအကုန်လုံးပါဒါတော့ model မြင့်ကားသီးမှာတော့ဒါတွေအကုန်လုံးတော့ပါပြီးသားဖြစ်မှာပဲเนาะဒါအသိပြဿနာမရှိအဲ့တော့နောက်ထပ်တစ်ခုဒီမှာတွေ့တာ wireless charger ဒီ level wireless charger လေးတစ်ခုပါအဲ့ wireless charger ကောင်းမှုနဲ့နော်ကျွန်တော်ဖုန်းတွေလည်းကြံခဲ့ပါဦးမနေဘူးဒီ show ထဲမှာနော်ပြန်ပြန်ပြန်ယူရမှာရပြီးရင်ဒီ ကက်ဖိုရာကြီးကအစပေါ့။သူကအကုန်လုံးလေးပေါ်မှာဝဲပေးထားတာ။ကက်ဖိုရာကြီးဆိုလို့ပြကျွန်တော်ဒီကက်ဖိုရာကြီးကညာသွားပြန်ကြည့်လိုက်အပိတ်ကြီးမလား။ဒီကက်ဖိုရာကြီးအပွင့်လေး၊ဂွင်းလေးပဲလုပ်ပေးထားတာ။အဲ့ဂွင်းလေးတဲကိုဖုန်းနေပဲထဲထဲခွက်တွေပဲထဲထဲကြိုက်တာထဲလို့ရတယ်။အဲ့တခုလေးလဲသူကဒီဇိုင်းမိုင်းနေပါအများကြီးချိန်းထားတာပြမီနီကဒီတစ်ခေါက်တော့မချိန်းထားတာဆိုလို့နောက်ခန်းအရန်ချင်းနိုင်ကိစ္စပဲ။နော်ဒီကားတော့နှစ်ယောက်ပဲစီးလို့ရမှာ။ရောက်ကမနဲ့မတည့်တဲ့လူတွေပါရယ်ဆိုရင်ဒီကားစီးနော်။ရောက်ကမတင်ခေါ်ပါစီးရမှာ။ တော့ကျွန်တော်ကတော့မာဆုနဲ့နှစ်ယောက်တည်းစီးပါဒီကเนาะစီးတော့စီးမှာဘယ်တော့လဲတော့မသိဘူး1.7 million ဆိုတော့နည်းနည်းလေးစဉ်းစားပါโอเคအဲ့တော့ဒီဗီဒီယိုလေးရဲ့အနည်းချုပ်ကိုပြောပြအဲ့တော့ဒီဗီဒီယိုလေးရဲ့အနည်းချုပ်ကိုမပြောခင်မှာကျွန်တော်ကဘာမေ့နေရလဲဆိုတော့နောက်ဖုန်းအကြောင်းပြောဖို့မေ့နေတာပေါ့เนาะနောက်ဒီဇိုင်းကိုပြောဖို့တကယ်မေ့နေတာဘာလို့ဆိုတော့ဒီကားရဲ့တကယ်ကိုတော့ကများတယ် လာကြည့်ရဲ့လူတော်တော်များတယ်အားနာနေကတော့မနောက်ဖုန်းကိစ္စကျွန်တော်မေ့ပါအဲ့တော့နောက်မှ spoiler လေးပါပြီးသားဒီမှာ brain me လေးရှိတယ်เนาะနောက်တော့တစ်ထွာတစ်မိုက်လေးပါတယ်ဘာလို့မှန်းလဲသေးတာဟုတ်เนาะအဲ့ဒါရှင်းဒါပေမဲ့ဒီကားမှာတကယ်လုံးဝမကြိုက်တဲ့တစ်ချက်တော့ရှိတယ်အဲ့ဒါပါလို့ဆိုတော့ဒီမီလုံးပဲဘောင်မွေတန်းမွေမီလုံးဖြစ်သွားပြီ junior jet အလံနေပါပြီမဖြစ်တော့ဘူးเนาะတော်တော်ဘောင်မွေ spider man မျက်လုံးလိုလိုပါလို့လို့ဖြစ်သွားအဲ့တခုကြီးကတော့ဘလို့မှတက်ခံလို့မရဘူးเนาะ DIA ကိုဖြုတ်ပြီးတော့ဟို junior jet အလံလေးပဲပြန်တက်လို့ရလို့ရှိရင်ပြန်တက်ပေးလိုက်ရှင်เนาะ DIA ကတော့တော်တော်ဘောင်မွေသူက ဒီလုံးတဲ့ဒီဇိုင်းကိုဗျာဒီညမှာတခါတည်းအပိသက်ပေးလိုက်သူကဒီလိုအပြင်နေပိုင်းထွက်နေတဲ့ဒီဇိုင်းမဟုတ်တော့ဘူးပုံမှန်ဆိုရင်ကျွန်တော် junior jet အလံနေပါဆိုဒီလိုအပြင်ကိုထွက်နေတဲ့ပုံစံမျိုးလေးကကျွန်တော်တို့မျက်စိထဲမှာပို့ပြီးဆွဲတယ်အနောက်မှာကြာမှာစင်ဆာ6လုံးပါလာရှေ့မှာတော့ကျွန်တော်၄လုံးပဲပါတယ်အနောက်မှာစင်ဆာ6လုံးပါတယ်1 2 3 6လုံးပါ3လုံး3လုံးဆို6လုံးပါတယ်ဒါတော့အလဲပုံစံကတော့ပုံမှန်ပါပဲအဲဘေးလေးညနေနဲ့ပို့ပြီးကားဝါလာပေါ့နော်နောက်မှ back camera လေးလုံးပါတယ်နောက်ဖုန်းလေးဖြွင့်ကြည့်မယ်ဆိုရင် 1.7 million လောက်ပေးရပြီးတော့နောက်ဖုံးမော်တာမဖြစ်တာတော့နည်းနည်းတော့စားရတယ်ပေါ့နော်သူများရေ1 million လောက်မှနောက်ဖုံးမော်တာဖြစ်နေထားလိုက်ပါတော့ဒါတော့ခွင့်လွတ်ပါတယ်နော်ပြီးရင်ဒီအောက်မှာလည်းကာဂို space တော်တော်လေးတော့တော်တော်လေးတော့မဟုတ်ပါဘူးရှိတော့ရှိသေးတယ်ပေါ့ luggage အကြီးထည့်မယ်ဆိုရင်မဆန့်ပါဘူးနော်ကြိုပြီးတော့တခါတည်းနော်မီနီချစ်တဲ့လူတွေကအဲဒီတော့ကတွေခံရမယ်ဆိုတော့ကြိုပြီးကြောပြလာတာပါနော်ကိုယ့်ကိုကိုယ့်ကိုသတိပေးတာပေါ့နော်ပြီးရင်နောက်ဖုံးပိတ်တာလေးကတော့မိုက်ပါတယ်โอเคအဲ့တော့ဒီဗီဒီယိုလေးရဲ့နှိမ့်ချုပ်ကိုပြောရအောင်မယ်ဆိုလို့ရှိရင်1.8သန်း တိုင်း1200မှာဒီကားတန်လားလို့မင်းကြိုက်တဲ့လူတွေကတန်တယ်မကြိုက်တဲ့လူတွေကမတန်ဘူးလို့ပဲပြောရမှာပဲကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်မီလုံးမအပကျန်တာအကုန်ကြိုက်တယ်ကျွန်တော်တို့ကတော့ငွေသားအပိုရှိမယ်ဆိုရင်ကျွန်တော်ကဒီကားကိုရွေးချယ်မိအောင်မှာပဲเนาะတော့အကုန်ပြင်ပြီးတော့နောက်ပြီး suspension လည်းပြောင်းသွားပြီကျွန်တော်မိနစ်တုံးကကားတွေတုံးကအထိ suspension ကလုံးဝအမာကြီးတောက်တောက်ကြီးကားကြီးကအဲ့မျိုးဟိုဂျိုင်းလေးနေနေကြတယ်အုံးအုံးဒုံ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 အဲ့လိုဖြစ်နေဒီကားကလုံးဝအခုညက်သွားပြီ တော့ suspension လုံးဝ comfort ဖြစ်သွားပြီကြာတော်တော်လေးမောင်းလို့ကောင်းတယ်ကျွန်တော်ခုန high speed လဲမောင်းကြည့်ပြီးသွားပြီ zig zag တွေလဲကျွန်တော် မောင်းကြည့်ပြီးသွားပြီ handling ရောဘာရောဘာမှပြောစရာမရှိဘူးအကျိုက်ဆုံးကတော့ဒီကားထဲမှာထည့်ပြီးတာ sound effect တွေအာနောက်ပြီးတော့အဲ့ဟို engine တန်တွေထည့်ပြီးတာ brake shoe တန်တွေထည့်ပြီးတာအဲ့ဒါတွေကိုတော်တော်လေးကြိုက်အဲ့ဒါလေးကတော့တော်တော်လေးယောဂတက်ပြီးအကယ်၍သာเนาะဝယ်ခွင့်သာရမယ်ဆိုရင်ကျွန်တော်ကတော့ငွေပေါ်လို့ရှိရင်တော့ဝယ်စီရမယ်ကားတိလို့ပြောရင်းနဲ့ညီကုန်းချုပ်ပြတယ်ကျွန်တော်ကတော့စစ်သွားဘူးဟော ဒီကားတော့ယူလာမယ်အဲကိုမခဏပြိမ့်ပါရကျွန်တော်တဲနာမထဲကျင်ထဲမယ်မထဲကျင်ထဲဘူးကျွန်တော်မယ်3 2 1 go ဒီကပ်ပူတာကျွန်တော်မယ်3 2 1 go မြန်မာနိုင်ငံဟောပါဦး3 2 1 go ဟောမပေါ့ကျွန်တော်ပြီးပြန်ပြောမယ်အ3 2 1